လူကြီးမင်းတို့ငရုတ်သီးနဲ့ရေချိုးတဲ့လူကိုတေးဘူးလားဗျ။ဟုတ်ကဲ့၊သူကတော့ငရုတ်သီးအနှစ်တွေကိုထမင်းစားတယ်လို့စားတတ်ပြီးတော့ကဘာမအဆက်ဆုံးငရုတ်သီးကိုအရန်ဟင်းလိုမျိုးစားတတ်တဲ့သူပါ။တာမန်လူတွေတလို့စားလိုက်မယ်ဆိုလို့ရှင်မျက်ရည်တော်ကျနိုင်တဲ့အထိဆက်ပြင်မယ်လေ။သူကတော့မနဲ့နိုးလာတဲ့အချိန်တွေမှာငရုတ်သီးဆယ်ပေးသားလောက်စားရမှကျေနပ်တဲ့သူပါလေ။မုံစားတယ်လို့တလို့စားပြီးတလို့စားနေပါလေ။ညမရောက်လို့ရှင်လေငရုတ်သီးတွေအကိုအနှစ်ဖြစ်တော့ကြေပြီးတော့မှရေချိုးတတ်ပါသေးတယ်။ မျိုးလုံးပေါင်းဝင်တကူလုံးနှံ့သွားလို့လိမ့်တဲ့လို့သူဟာနေလို့မကောင်းတာမဖြစ်တဲ့အပြင်အရန်ကမှစိန်ခံနေတဲ့အတိုင်းပါပဲပြီးတော့တိတ်မဆက်ဘူးလို့လည်းပြောပါတယ်အစာပြေလေးစားလိုက်ရတယ်လို့ပဲလို့သူကပြောပြီးတော့မှအဆက်စားနိုင်တဲ့အပြင်ငွေကြီးကိုလည်းတခြားနေရာတွေမှာသုံးနိုင်တဲ့အကိုကြီးကတော့အဆက်စားနိုင်တဲ့လူတွေထဲမှာသူဟာဘရင်တစ်ပါးလိုပဲသတ်မှတ်ရမှာဖြစ်ပါတယ်အဆက်အစားနိုင်ဆုံးစီချွန်လူမျိုးတိုင်းတော်မှအရှုံးပေးရမှာဖြစ်ပြီးတော့မှငါတို့သမီးစားလို့ရှိရင်ငွေကြီးအနည်းနဲ့တိုးစားကြပါတယ်သူကတော့ငွေကြီးသမီးစိန်ဖြစ်နေပါပြီဗျာ တကာစားလို့ရှိရင်အနည်းဆုံး၁၀ပကံလောက်ကုန်တဲ့လို့စားတဲ့အချိန်မှလည်းအရန်ကိုပြောင်းနေတတ်ပါတယ်။ဆက်လို့မျက်ရည်ကျလာတာလုံးဝလည်းမရှိပါဘူး။ငွေဒီကိုစားရုံမကပါဘူး။မျက်နှာတည့်တဲ့အချိန်မှလည်းသုံးနေတယ်လို့သိရပါတယ်။ပြီးတော့ငွေဒီအရေးထဲမှာလည်းမျက်လုံးမှဖွင့်နေသေးပါတယ်တဲ့။ဒီလိုလုံးလို့လည်းသူ့ကိုမတိခိုက်ပါဘူး။ဒါပေမဲ့လည်းဒရိုက်တာကတော့သူ့ကိုမယုံကြည်ပါဘူး။တက်တည်ပြဖို့အတွက်သူ့ကိုအဖွဲတစ်ခုစီကိုခေါ်သွားခဲ့ပါတယ်။ပေါင်ရရှိတဲ့ရိုးရိုးငြိုသည်80ပေါင်ရှိတဲ့ကဘာပေါ်မှာအဆက်ဆုံးငြိုသည်တွေကိုတုံးပြီးတော့မှလှုပ်ထားတဲ့အနှစ်တွေကိုယူလာတာဖြစ်ပါတယ် ဒဇွန်လေးနဲ့စင်ကိုလဲကြသွားအောင်လုပ်နိုင်တဲ့ငွေတီအနည်းဖြစ်တာကြောင့်ပဲအဲ့ဒီကိုခံနိုင်မှမလားလို့တွေးနေတာပါဟုတ်ကဲ့သူကတော့လုံးဝအေးအေးဆေးဆေးပါပဲငွေတီအနည်းနှစ်ပုံးလေးကိုတပုံးပြီးတပုံးခန္ဓာကိုယ်ကနေလောင်းချနေပြီးတော့ငွေတီအနည်းတွေကိုကောက်ယူပြီးတော့တကူလုံးနှံ့သွားအောင်လဲလိမ့်နေပါသေးတယ်အဲဒီကမှကြင်ညာတဲ့သူကသူ့ကိုကြည့်ပြီးတော့ထိတ်လန့်သွားပါတယ်အကိုကြီးကတော့အားမရသေးဘူးနောက်ထပ်တပုံးကိုသူ့ရဲ့ခေါင်းပေါ်ကနေလောင်းချလိုက်ပါသေးတယ်ဗျာသူကငွေတိအနစ်ထဲမှာစိန်ခံပြီးတော့လူလိန်လို့နေပါသေးတယ်အဲဒါကတော့အရန်ကိုအဆက်ချိုက်တဲ့သူ့ရဲ့အကြောင်းတက်တည်ပြလိုက်တာပဲဖြစ်ပါတယ် ဆိုတော့လူကြီးမင်းတို့ရောမြေဥတီကိုဗနဲ့စုံတော့စားနိုင်မယ်လို့ထင်လဲခင်ဗျ။ဘာကြောင့်များရေရှိတဲ့နေရာမှာငါးရေရှိကိုရှိနေတာပါလိမ့်။အခုပြောနေရေကတဘာဝပဝင်းကျင်မှာရှိတဲ့ရေကိုပြောနေတာပါ။လူကြီးမင်းတို့ရဲ့အိမ်ရဲ့ရေတံမှုနဲ့အိမ်သာရေပုံတွေမှာဆိုတော့ရင်းညစ်တက်သွားရင်တော့မှငါးရေရှိလာမှာမဟုတ်ပါဘူး။တဘာဝပဝင်းကျင်မှာရှိတဲ့ရေကတော့ဆယ်ရဲလောက်နေမယ်ဆိုရင်ငါးရေပေါ်လာတတ်ပါတယ်။ငါးရေကလည်းတဘာဝဖြစ်ပြီးတော့မိခင်ကနေပေါက်ပွားလာရမှာကိုရေထဲမှာငါးမိမရှိရင်ငါးလေးတွေဘယ်လိုများပေါက်ပွားလာလဲဆိုတဲ့မိကုန်းကရှိလာပါလိမ့်မယ်။မိုးကောင်တွေများကြာလာတာလည်းပေါ့။ ဟုတ်ပါတယ်ငါးရီဟောင်မိုးဘောကနေတကယ်တမ်းကြားလာခဲ့တာပါငကလေးတွေကရေရှိတဲ့နေရာမှာအစာစားတဲ့ချိန်သူတို့ရဲ့ကျွန်တော်မှာအစာစားတယ်မှမကဘူးမစင်နေမှတော့မှငါးဥလီတွေရှိနေကြပါလေငကလေးတွေနေရာပြောင်းတဲ့ချိန်မှာတော့ရေရှိတဲ့နေရာအစ်မငါးဥတွေပါသွားတယ်ပါလေဒါကြောင့်မလို့ပဲတောင်ပေါ်ကရေအိမ်သေးသေးလေးတွေမှာလည်းငါးတွေရှိတဲ့တလို့ငှက်တွေမကပါဘူးအိမ်ဝေးတိရစ္ဆာန်တွေလည်းရေထဲမှာအစာရှာတဲ့အခါမှာသူတို့ရဲ့အမွေးလေးတွေမှာငါးဥလီတွေကပ်နေတယ်ပါလေသူတို့လေးရေအိမ်အစ်စ်ကိုရောက်သွားတဲ့အခါမှာငါးဥလီတွေကအိမ်အစ်စ်လေးရောက်သွားတတ်ပါလေ အပင်တွေအစစ်တွေကိုဖျက်နေတဲ့အတိုင်းပါပဲသူတို့ရဲ့မျိုးစေ့ကိုတည်ပြီးနိုင်တဲ့တခုခုနဲ့မျိုးပါကြတာပဲဖြစ်ပါတယ်။တဘာဝပြင်မိုးရွာတွေကိုရောက်လာတဲ့အခါမှာတော့ရင်းမြစ်တွေပြင်မြင့်တက်လာတာနဲ့အမျှအရန်နှင်းတဲ့နေရာတွေကိုချောင်းရည်တွေရောက်သွားပြီးတော့မှဒီရန်အသင်လေးတွေလည်းဖြစ်သွားတတ်ပါတယ်။စင်းရဆိုလို့ရှင်တော့ရေကြီးတဲ့အချိန်မှာရေမြင့်တွေပြင်စုရဲ့မီတာတိုင်း 9ဦးနေရာကနေ900အထိပါလာတဲ့တယ်လို့လည်းသိရပါဗျ။ဒါကြောင့်မလို့ပဲရန်အတလေးတွေထဲမှာအချင်းတို့တွေမှာ9လေးတွေပေါက်ပွားလာတတ်တာဖြစ်ပြီးတော့ DJI ကြီးတွေခြောက်သွားတဲ့အခါမှာတော့ချောင်းရင်မရှိလဲရေနည်းနည်းထည့်ပေးမယ်ဆိုလို့ရှိရင်9လေးတွေလည်းပေါက်လာတတ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်9ဦးလေးတွေကရှင်ထဲမှာရှိပြီးသားမလို့ပါ။အဲ့လိုနဲ့ခြောက်သွားတဲ့အိုင်တေးလေးမှာ မိုးရွာရင်ငါးတွေထွက်လာတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။ဒါပေမဲ့နေရာတိုင်းတော့မဟုတ်ပါဘူး။ဥပမာအဖြစ်ပင်လေရည်တီလိုမျိုးနေရာဆိုတော့နှစ်ပေါင်းတန်းချီတည်ရှိပေမဲ့ငါးတွေမရှိပါဘူး။စားပါဝင်မှုအရင်ကများတာကြောင့်ငါးတွေနေဖို့အဆင်မပြေလို့ပါတယ်။ဟာဝိုင်ကျွန်းတွေမှာလည်းအခုချိန်ထိစမ်းချောင်းရဲ့30ရာခိုင်နှုန်းလောက်ကငါးမရှိဘူးလို့သိရပါတယ်ဗျာ။